အားလုံးပဲမင်္ဂလာပါမျောကောင်းစက်တဲ့ညတမောင်ပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာ ခုတင်ဆက်ပေးမယ့်ရုပ်သံပြီးတော့ဖိုင်လေးရတော့ရန်ကုန်မြို့မှာအေးအေးနဲ့ပတ်သက်တဲ့သူတွေစီကမှုရေးစေဝါတွေမိတယ်ဟုဆိုလာတဲ့အဘသာဇောက်ထိုးပြောနေတဲ့ရုပ်သံပြီးတော့ဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဒီမှာပါသူတို့ကအဲ့ဒီကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေသလဲဆိုတော့ကိုအားလုံးဝင်ရောက်တီရှူလေးလာတုံးတဲ့ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ီနေ့ဆိုလဲဒီမွေးစီဝါနဲ့ပတ်သက်ပြီးတော့ပဲကျွန်တော်ပြောမယ်ကြာမွေးစီဝါနဲ့ပတ်သက်တဲ့အရာပဲပြောခြင်းတယ်။ဘာကြောင့်လဲဆိုတော့ခင်ဗျားတို့လက်နက်ကင်ကြီးခင်ဗျားတို့နော်မြန်မာနိုင်ငံမှာလက်နက်ကင်ကြီးအများကြီးရှိတယ်မြန်မာနိုင်ငံမှာနော်အတိုင်းရင်းသားလက်နက်ကင်ကြီးလဲတပုံကြီးမြန်မာတပ်မတော်လဲလက်နက်ကင်တာလဲမြန်မာတပ်မတော်မှာနော်မွေးစီဝါကုန်ကူးတာတွေအဖြန့်ပြူတာတွေရောင်းဝယ်တာတွေအခုမှကျွန်တော်တို့မကြားရအောင်မြင်လည်းမြင်ခဲ့ဘူးနော်အခုကျွန်တော်တို့တွေ့နေရတဲ့ကြားနေရတဲ့အမြဲတမ်းလို့လို့ပဲတိုင်းရင်းသားလက်နက်ကင်ကြီးအမြဲတမ်းမူရစီဝါကြီး ရောင်းဝယ်တယ်ဖောက်ကားတယ်နော်ပုံဆွဲတယ်ဒါတွေကိုတောက်ဆောက်တွေ့ရတယ်မြင်ရတယ်ကြားရတယ်အခုဒီတစ်ခါနော်ထပ်ပြီးတော့တွေ့လိုက်ရတဲ့အရာကတော့အရန်ကိုကြောက်ဖို့လောက်မဟုတ်ကောင်းတယ်နော်6အ96ဘီလီယံကျော်ဘူး96ဘီလီယံဆိုတာနည်းနည်းလုံးမဟုတ်တော့ငွေကြီးဒါတစ်ချိန်တည်းမဟုတ်တော့ဒါအခုမိတဲ့အချိန်ကိုဒါပြောပြတာရခိုင်ရခိုင်မဟုတ်ပါဘူး sorry အေးအေးစီးပွားရေးတောင်းဝန်ခံစီမံခန့်ခွဲနေသည်တဲ့မူရမောင်ကိုဂိုင်းပွဲဝင်ညာအားငွေကြီး 66ဘီလီယံကျော်တန်ဖိုးစီမွေးဆေးပြားနဲ့အတူတည်းရန်ကုန်မြို့၌ဖမ်းမိတဲ့ဒါတွေကိုကျွန်တော်တို့ကြားရရင်ထဲမှာအရန်တုံလှုပ်တယ်ဗျကျွန်တော်တို့တိုင်းပြည်ထဲမှာနော်နော်လာမဲ့မျိုးဆက်တွေဘလောက်တော့မှဒီလိုမွေးဆေးဝါးတွေကိုတုံဆွဲပြီးတော့လူငယ်တွေလမ်းဘေးကိုရောက်သွားကြပြီလေဆိုတာတကယ်ကိုရင်ထဲမှာတတော်လေးကိုနင်းနေနေနာကိုခံစားရတာတော့မလေးရှားပင်လေရေပြင်းတို့တဲ့ငွေကျပ်66 ဘီလီယံကျော်တန်ဖိုးရှိမူရစီဝါများအားတဲ့ပို့ဆောင်ရောင်းချပြီး AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့်မူရမောင်ကိုဂိုင်းဘွဲဝင်များအားရန်ကုန်မြို့၌ဖန်စီရမိခဲ့ကြောင်းမူရစီဝါနှိမ့်နှင်းရေရဲတပ်ဖွဲ့ထံမှသိရသည်တဲ့နော်မူရစီဝါတားစီနှိမ့်နှင်းရေရဲတပ်ဖွဲ့ဝင်များပါဝင်သောပူပေါင်းအဖွဲ့ပြီးတဲ့မလာ6ရက်နေ့9ရက်ကွဲကတကုံမျိုးသစ်တောင်ပိုင်းမျိုးနယ်144ရက်ကွက်ရှင်မြူစင်လမ်းစီဂိုတောင်တလုံးလုံးအားရဝင်ရောက်စာဝေးစစ်စီရတဲ့တန်းလွင့ ဝေယအောင်ခသားကြီးတန်တန်ကောင်ဆက်ခပေါင်ချိရင်းရင်နိုင်လတန်ဥခရာကွတ်ရာကွတ်တို့အားတဲ့တတသမနှစ်နှစ်တန်နဲ့ဒူးတဲ့တတသမနှစ်တန်ဆိုတာနည်းနည်းတော့မဟုတ်တော့ဖန်စီရမိခဲ့တယ်ပေါ့ဒီအကြောင်းနဲ့เนาะကျွန်တော်တို့တိုင်းပြည်တွေမှာဒီလိုမျိုးမူရစ်စေဝါးတွေဒီလက်နက်ကိုင်တွေဆိုတာကเนาะငကိုတွေကဒီအေးအေးဆိုတာပေါ်လာတာเนาะနေဆက်တွေသားမှာလူကုန်ကူးမဲ့เนาะ မွေးစေဝါကုန်ကူးမဲ့လက်နက်ခဲရန်ကုန်ကူးမဲ့ဒါတွေပဲတွွင်ကြီးကြီးလောက်တာဒီကောင်နေဒီကားနေပဲနော်ငွေချေထောက်ပံ့ရတယ်နော်ငွေချေထောက်ပံ့ရတဲ့တော့ဒီအလုပ်တွေလုံးလုံးငွေချေထောက်ပံ့ရတယ်ဒီငွေချေထောက်ပံ့ရတဲ့အတွက်ဒီကောင်ကြီးကဘာလို့ဆိုလက်နက်ခဲရန်ဝယ်တယ်စားနေရိတ်ကစုတယ်ဒါအဓိကသူတို့ရဲ့ပင်မအသက်သူကျော်ပဲစီးပွားရေးပင်မအသက်သူကျော်အဲ့ဒါပဲနော်ဒါအေးအေးတစ်ဖွဲ့တယ်မဟုတ်ဒီဘက်မှာ KMU လို့လည်းဒီတိုင်းပဲနော် MDA TNL KMU K KIO နော်ဒီလိုမျိုးလက်နက်ကအဖွဲ့တွေကကျွန်တော်တို့တိုင်းကြီးထဲမှာ ဒီလိုမျိုးမူးယစ်စီဝါတွေဖြန့်ပြူးနေတာကျွန်တော်တို့လူငယ်တွေကျွန်တော်တို့နောင်လာမဲ့လူငယ်တွေဘယ်လိုလုပ်ပြီးအသိရှိတော့မှာလဲနော်မိဘဆိုလည်းမိဘမှမသိတော့ဘူးညီကိုမောင်တို့မှဆိုလည်းညီကိုမောင်တို့မှမသိတော့ဘူးဟာလားဘာကြောင့်လဲဆိုတော့သူတို့မှဒီလူ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 မှုပတ်ဝန်းကျင်ရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ဒီမူးယစ်စီဝါတွေတုံဆွဲပြီးတော့ဟာလားစိတ်ရိုင်းနေဝင်မဖြစ်သင့်တာတွေစဉ်မစဉ်းစားတော့ဘူးဖြစ်သင့်လားမဖြစ်သင့်လားဆိုတာမစဉ်းစားတော့ဘဲနဲ့ဒီလိုမျိုးတွေဖြစ်လာအယောင်ဝန်းနေဖို့ကောင်းတယ်ကျွန်တော်တို့မြန်မာနိုင်ငံကလူငယ်တွေတော့အယောင်ဝန်းနေဖို့ကောင်းတယ်နော်သိလား အစင်းဆုံးပြောရင်ကျွန်တော်ဟိုးကလေးရတယ်တခါပြောပွားကြီးဒီမနိုင်ငံမှာမစားပြင်းတော့အစားစားတယ်ဆိုတာကျွန်တော်တို့တိုင်းကြီးတဲ့ဟိုဒီလိုမူရစီဝါးတွေတင်သွင်းတာတွေမဟုတ်ကိုရောင်းဝယ်ဖောက်ခါတာတွေနော်လက်နက်မဟုတ်ကိုတင်သွင်းတာတွေတော့ကျွန်တော်တို့တိုင်းကြီးကဟာလားလူမျိုးတွေမဟုတ်ပဲねတိုင်းတစ်ပါးနေပြီးတော့ဟာလူမျိုးနိုင်ငံလူမျိုးကြားတိုင်းတစ်ပါးသားတွေကိုခိုးသွင်းတာတွေအဓိကကတော့ဘင်္ဂါလီဘောနော်ဘင်္ဂါလီတွေခိုးသွင်းတာတွေအဲ့ဒီဟာတွေကအစင်းဆုံးပြောရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ဌာနဆိုင်ရာအကြီးအကဲမြင်းများဒါတွေကမစားသင့်တော့အစားစားတွေ ဒါရီကတကယ်ကိုကျွန်တော်တို့တိုင်းပြည်လူမျိုးနောင်လာမဲ့မျိုးဆက်တွေတော့အစိတ်တွေတကယ်အစိတ်တွေအခုမူရစီဝါစဉ်းစားကြည့်ကြည့်အစင်းဆုံးပြောရင်ဒီမူရစီဝါဆိုတာဟာလာဒီအနာဂတ်တွေကိုဖျက်ဆီးဖို့တော့လာလာစဉ်းစားကြည့်နည်းနည်းလေးမဟုတ်ဒီချိန်လည်းမဟုတ်နှစ်ချိန်လည်းမဟုတ်အချိန်ချင်းအမြဲတမ်းနေရာဒေသအစုံနော်ဖောချင်းတော်ချင်းမြန်မာပြည်ထဲမှာဖောချင်းတော်ချင်းကိုရားနေတာအရင်ကရင်နာဖို့ကောင်းတယ်ကျွန်တော်တို့နောင်လာမဲ့မျိုးဆက်တွေဘလို့လောက်ပြီးတော့နိုင်ငံအတွက်ဘာသာအတွက်ယဉ်ကျေးမှုအတွက်နော်တိုင်းပြည်အတွက်သမိုင်းကြောင်းအတွက်ဆိုပြီးတော့ ဘယ်လိုလုပ်ပြီးဒီလူငယ်တွေကိုကျွန်တော်တို့ကစေတန်းတင်ပေးလို့ရမလဲဟုတ်တော့လားဘာကြောင့်လဲဆိုတော့ဒီကလေးတွေကနော်လူမမဲအရွယ်လေးတွေပဲရှိသေးတယ်မိဘအုပ်ထိုင်မှုအောက်မှာပဲရှိသေးတယ်ဒီအရွယ်မာတွေကဒီလိုမူးရစေဝါတွေတုံးဆွဲတက်နေပဲဟေးဆိုရင်ဒီကလေးတွေဘယ်လိုလုပ်ပြီးတော့တနေ့နေ့တစ်ချိန်ချင်းလူရသွင်းလို့ရမှာဘလို့မတုံလို့မရတော့အခု2021ဖြစ်စဉ်ကိုပဲကြည့်ဒါအဖြေပဲနော်ဒီ2021ဖြစ်စဉ်ကဒါအဖြေပဲနော်2021ဖြစ်စဉ်ကအဖြေပဲဘာကြောင့်လဲဆိုတော့ ဒီ2021ဖြစ်စဉ်မှာဒီနိုင်ငံရေးစုပ်အောင်ကြောင်းမှုဖြစ်လာတယ်เนาะမိမအုပ်ထိန်မှုကောင်းတဲ့နေရာကလေးတွေဆိုရင်အငြိမ်မဲ့ဘာမှမလုပ်ဘူးအစင်းဆုံးပြောရင်ရက်တဲ့ရွာထဲမှာလူစွာလုံးမယ်အဲ့လိုအဲ့လိုဟာမျိုးတွေပါမယ်မိဘကိုဟုတ်လားအမြဲတမ်းဘတော်မှာအမိပါဟုတ်ဟာလားအမိပါဆူဆုံးမတဲ့စကားကိုနားမဝင်မဲ့ထော်တော်ကန့်လန့်လုပ်တဲ့ဟာလားလက်တဲစမ်းညင်တဲ့လူငယ်လူရွယ်တွေပါတယ်နော်ထင်ရဆိုင်ထင်ရဆိုင်ညင်တဲ့လူငယ်လူရွယ်တွေအဲ့လိုမျိုးတွေအများဆုံးပါအခု2021အရေးခင်းမှာ ်သိလားငကိုရေးရမှဒီလိုမျိုးထင်ရဆိုင်ကျင်တဲ့ကောင်းလေးเนาะခလေးတွေကเนาะနိုင်ငံရေးဆိုပြီးတော့ပါဝင်လာတယ်သူကဘလို့မှလူလို့မတတ်မတော့ဘာကြောင့်လဲဆိုတော့သူရဲ့မိခင်တော်မှလူလို့မတတ်မောက်လေဟိုတနေ့ကကျွန်တော်တစ်တော့မှာမခိုင်တဲ့ဇင်ဆိုတာလားမသိဘူးအဲအမျိုးသမီးတယောက်နဲ့လိုက်ပေါ်မှာရှုံတယ်ရှုံတဲ့ခါကျတော့သူ့ရဲ့ယင်ထဲကယင်ပွင့်တန်လေးတွေကျွန်တော်တို့ပြောပြတယ်သူကတော့ထိုင်းနိုင်ငံမှာလောလောတော့ဗောနော်သူ့ရဲ့မောင်လေးသူ့ရဲ့မောင်လေးကသူ့အမိနဲ့အကြီးကျယ်ကိုစကားများတာသူကအဲ့ဒီ PDF ထဲသွားတယ် သွားတဲ့ကကြတော့အမြဲတမ်းအိမ်လာတယ်အမေချက်ချွေတဲ့ထမင်းကိုအမြဲလက်လက်စားတယ်အိမ်မှာရှိတဲ့ဆန်စီဆန်ငရုတ်ချက်တော့ပတ်စံအကောလုံးအမြဲတမ်းလက်လက်ယူအသူ့အမေနဲ့လည်းအမြဲရံဖြစ်တယ်တနေ့ကျတော့အဲ့လိုပဲလာရင်းနဲ့သူ့အိမ်ကိုလာရင်းနဲ့သူ့အမေစီကနေပြီးတော့ဒီဆန်နေပေါ့နော်ယူရင်းနဲ့အာဖုံးဝင်လာတယ်ဖုံးဝင်လာတော့အာဟုတ်ပြီစကားမှုကျွန်တော်လာပြီးဆိုပြီးတော့ခွတ်သွားတာလုံးဝပေါ်မလာတော့ဘူးတဲ့အဲ့ဒီအချိန်မှာဆန်တော့တော့မယူပါဘူးအဲ့ဒီအချိန်မှာတော့တရားလာပြီးတော့ဆန်တော့လက်ယူတော့ဟဲ့ဘယ်ရောက်လာလဲပေါ့နော်ဟိုမေးတဲ့ကကြတော့အဲ့ဒါသူတို့သွားလိုက်ပြီးပါညာဆိုပြီးတော့ နောက်3-4ရက်နေ3-4ရက်လောက်လဲနေလဲနေဘောတဲ့အဲသူတို့ရွာအပြင်ကဟိုဘာလဲချောင်းထဲမှာဆိုတာလဲဟိုဘာလဲမြောင်းထဲမှာဆိုတာလားမသိဘူးပုတ်ပွားပြီးတော့တဲ့သူ့မေအခုချိန်ကြီးဆုံးမတော့ပြီဘူးလေတရားမနာပြီဘူးလေတပိတ်မတော့ပြီဘူးလေသူ့မေဘလောက်ဒီစိတ်နာထားလဲဆိုတာเนาะအဲ့လိုမျိုးရိုင်းဆိုင်သွားတဲ့ဒါဥပမာတရားနေနဲ့ကျွန်တော်ထောက်ပြတာအဲ့လိုရိုင်းဆိုင်သွားတဲ့ညီငယ်ညီမငယ်တွေကျွန်တော်တိုင်မှာတပြုတ်အများကြီးပဲဗျအဲ့ဒီကြောင့်မလို့နိုင်ငံအခုလိုမျိုးဟာလာစုပ်ပြတ်တက်ပြီးတော့เนาะဘယ်သူအတော်မှအကျိုးပြုလုပ်ငန်းမဖြစ်ပဲနဲ့ နိုင်ငံကြီးချုပ်ချုံကြเนาะနိုင်ငံတော်မှာတာဝန်ရှိတယ်ဆိုတာထက်ဟိုမင်းတို့လူငယ်တွေမှာအများကြီးတာဝန်ရှိเนาะကျွန်တော်တို့ပြည်သူအများသွားတဲ့လမ်းတွေဖြက်စီးတာတွေเนาะလူအများသုံးတဲ့လျှက်စစ်မီရာရေးအတွက်ဟာလာဒီတာဝါတိုင်းတို့ transfer ဘုံတို့ရိုက်ချီတာဖြက်စီးတာတွေเนาะဒါတွေကကျွန်တော်တို့ဗီဒီယို confirm နေတာအများကြီးတွေ့ခဲ့ရတယ်เนาะဒါတွေကလူငယ်တွေအများကြီးအမားယွင်းတွေကျူးလွန်ထားတယ်ဆိုတဲ့အကြောင်းကိုပြဒီလိုပုံစံမျိုးနဲ့မင်းတို့ဒီ NASA ကအစိုးရဘေးဖဲ့ပေးလိုက်မယ်မင်းတို့ဘယ်လိုဆေးဆက်ပြီးတော့ရက်တည်မလဲ စဉ်းစားနော်ဘလို့ရက်တိမလဲမင်းတို့မှာဘာပလန်မှမရှိဘူးမင်းတို့မင်းတို့ကြီးမင်းတို့လက်ထက်ကြမှာပလန်မရှိတာမဟုတ်တော့ NLD ငါးနေအုပ်ချုပ်သွားတဲ့အထဲမှာလဲဘာပလန်မှမရှိဘူးနော် NLD အစိုးရငါးနေအုပ်ချုပ်သွားတာဘာပလန်မှမရှိခဲ့ဘူးနော်လက်ညှိုးတော့ဟိုဘာလဲလွတ်တော့လဲဝင်တယ်လက်ညှိုးတော့ခေါင်းချင်းနဲ့ပြီးခဲ့တယ်ဟွဟိုမှာဘင်္ဂါလီအိဗင်္ဂါလီဒုက္ခသည်ကိစ္စနဲ့ပဲနှစ်ပါးပေါင်းရနေတယ်ပြီးတော့ဒီ59စားကိုပြင်ဖို့တော့ဥပဒေကိုပြင်ဖို့တော့အဲ့ဒါတွေပဲကြိုးပမ်းနေရင်းနဲ့ငါးနေပြီးသွားတယ်ဟွနိုင်ငံတိုးတက်အောင်ပြည်သူပြည်သားအချိုးစည်းဝါဖြစ်သွားအောင် ပြည်သူပြည်သားချမ်းသာရေးစောစောမှုပညာရေးစောစောမှုဘာသာတရားကိုင်ဆိုင်မှုဘာတစ်ခုမှထုံပေါအောင်မလုပ်တဲ့အပြင်အဲ့ဒါတွေချွတ်ချုံကြအောင်လုပ်ခဲ့တာဘာသာတရားကိုကြည်နော်ကိုနာတရားပွဲဆိုလဲခါလာကိုပဲအကြောင်းပြပြီးပိတ်ပစ်တာတွေဟမ်ဘုမတီတကူဆရာတော်တရားပွဲဆိုလဲဘေးနားမှာလာပြီးတော့ပြောက်ဦးတွေလဖောက်ပြီးတော့ဟလာတရားပွဲမပြတ်ပြတ်အောင်စူညာအောင်လုပ်ခဲ့တာတွေအများကြီးနော်စဉ်းစားကျွန်တော်တို့ဒါတွေကအမှန်တရားတွေလူငယ်တွေနောင်လာမဲ့လူငယ်တွေအမြဲသိနေရမယ်အကြောင်းအရာတွေမို့လို့ကျွန်တော်တို့ကအကြောင်းထားလဲပြောပြနေရတာဒါတွေနော် ။ဘာကြောင့်လဲအဓိကတရားခံကအဲ့လိုမျိုးเนาะမူရေးရာစာတွေကျွန်တော်တိုင်းကြီးမှာပို့လို့ပေါက်နေတာတွေเนาะအယံဝန်းနေပို့ကောင်းနေနောင်လာတဲ့မျိုးဆက်တွေတို့ဒီလိုမျိုးလက်နက်ကန်တွေရှိနေတဲ့အတွက်ဒီလိုမျိုးဟလာတိုင်းကြီးမငြိမ်မသက်ဖို့ဖြစ်တာတွေเนาะဒီလိုလက်နက်ကန်တွေရှိနေတာဒါခေဆက်ဆက်အခုမှမဟုတ်ဘူးเนาะတိုင်းကြီးမငြိမ်မသက်ဖြစ်နေတာတွေကျွန်တော်တို့တိုင်းကြီးထဲမှာလူငယ်လူရွယ်တွေမူရေးစေးတွေစွဲနေတာတွေအများကြီးပဲတိလားမူရေးစေးစွဲသွားပြီဟေးဆိုတွေကဘာသာရေးတရားလည်းမသိတော့ဘူး နော်ပညာရေးဆိုတာလည်းမသိပါဘူးမိဘဆရာသမားဆိုတာလည်းသူတို့မှမရှိပါဘူးသူတို့စီမှာဘာမှမရှိတော့သူတို့ရဲ့ခေါင်းထဲမှာဗလာနဲ့တိပြတ်သွားပြီနော်အရန်ကြောက်ဖို့ခေါင်းလေနော်ဒီအေအေတို့ဆိုတာလည်းကျွန်တော်အစိုးရရဲ့ပြောပွားပြီဒီခေါင်းလေးဒီအဖွဲ့စည်းရဲ့အဓိကစီးပွားရေးအပတ်ပူရေးကြောဆိုတာအဓိကဒီမူရေးစီးပွားပြီးရင်လက်နက်မောင်းကိုပြီးရင်လူကုန်ကူးမယ်ဟမ်တဖက်နိုင်ငံဘင်္ဂလားဒေ့ရဟာလားဘင်္ဂလားလီတွေဟာလားဟိုတယောက်တယောက်ငွေကြီးအများကြီးယူပြီးတော့မြန်မာနိုင်ငံထဲကိုထိုးထည့်တာဟမ်ဘင်္ဂလားဒေ့ဆိုတာမနေ့ပြန်သွားကားဆိုရင်ကိုပင်လယ်အောက်တွေရောက်တော့မယ်တိုင်းကြီး နော်ဒီတိုင်းကြီးကဒုက္ခတွေကြီးဟုတ်လားကျွန်တော်တို့ ਨੇ ဘာသာမတူဘဲနဲ့ကျွန်တော်တို့တိုင်းကြီးတွေခေါ်ပွင်းနေစဉ်းစားတကယ်လို့လားနော်သူတို့အခြားဘာသာဝင်တွေအခြားတိုင်းကြီးတွေအများကြီးရှိတယ်တကယ်လို့လားသူတို့တွေဒါနော်ရိုးစင်းနဲ့မှန်ကန်တယ်တိကျတယ်ဟိဆိုရင်အဲ့ဒီတိုင်းကြီးတွေတပုတ်လိုက်ကျွန်တော်တို့တိုင်းကြီးဗုဒ္ဓဘာသာတိုင်းကြီးကျွန်တော်တို့တိုင်းကြီးတွေခေါ်သွင်းစရာအကြောင်းမရှိဘူးနော်ကျွန်တော်တိုင်းကြီးကအစင်းဆုံးပြောရင်ဗုဒ္ဓဘာသာတွေအများစုနေထိုင်နေတဲ့အတွက်လက်ခံပြီးလို့မရဘူးကျွန်တော်တို့နော်အဲ့ဒါလေးကိုလူငယ်လူရွယ်တွေအများကြီးသိစီချင်တယ် အဓိကလူဝဲလူရဲတွေကအဲ့ဒါတွေမသိတဲ့အခါကျတော့ဟုတ်လားအစင်းဆုံးပြောရင်နိုင်ငံရေးမှာခြေထိုးခံရဆိုတာအဲ့ဒါမျိုးကြီးပြောတာလူငယ်လူလူရဲတွေကဒီဘက်မှာကြီးလိုက်ရင်မူရစီဝါဆွဲလန်းနေကုန်ပြီဟုတ်လားကိုဘက်မှာကတစ်ဖက်ကနေပြီးတော့ဟုတ်လားကျွန်တော်တို့လူမျိုးတွေပပောက်ဖို့အတွက်ကုံသွားဖို့အတွက်ဟုတ်လားကျွန်တော်လူမျိုးတွေမျိုးတုံးသွားဖို့အတွက်နော်တို့ဟုတ်လားနိုင်ငံအဲ့ဒီအခြားတိုင်းကြီးကနေပြီးတော့ဘာမှမတူဘူးတွင်းမယ်ပြီးတော့ဒီတိုင်းကြီးမှာရှိနေတဲ့လူငယ်လူရဲတွေကမူရစီဝါတွေဆွဲနေကြမယ်ဆိုရင်နောက်လာမယ့်အနာဂတ်မှာကျွန်တော်လူမျိုးကုံသွားမှာကျွန်တော်လူမျိုးတွေပျောက်သွားမှာ ကျွန်တော်ဒါပြောနေတာတော့ခြားပါသားဝင်စော်ကားကြီးပြောတာတခုမှမရှိဘူးကျွန်တော်ဘယ်ပါသားဝင်မှမစော်ကားဘူးအဓိကကျွန်တော်တို့လူငယ်လူရွယ်တွေဟာလာပျက်စီးခြင်းတွေကိုကျွန်တော်ကထောက်ပြနေတာဥပမာအနေနဲ့ဒါအမှန်တရားတွေတော့ဒါလက်ရှိလည်းဖြစ်နေတယ်အတိတ်ကလည်းဖြစ်ခဲ့တယ်နောက်အနာကလည်းထပ်ဖြစ်နေမှာဆိုလို့ဒါတွေကိုကျွန်တော်တို့ကထောက်ဆုပြီးတော့ပြောပြနေရတာအရင်ဝမ်းနေဖို့ကောင်းတဲ့အရာတွေအခုနိုင်ငံရေးဆိုပြီးတော့ကြွေးကြော်လာတဲ့အရာတွေကိုပြန်ကြည့်2021ကနေပြီးတော့ယနေ့အခင်းအကျင်းတွေကိုနိုင်ငံရေးအကြောင်းပြပြီးကြွေးကြော်လာတာ နော်ဘာတခုမှနိုင်ငံရင်းနဲ့ပါဝင်ပတ်သက်မှုမရှိပဲနဲ့နော်မင်းမဲစရိုက်ဆန်းဆန်းဟုတ်လားသတ်ဖြတ်ဟမ်ဘာသာရေးကဆရာတော်တန်ဃာတော်တွေဆိုလဲသတ်ဖြတ်ပြီးတော့ဟမ်နောက်ပြီးတော့နိုင်ငံတွင်းထဲကပြည်သူပိုင်ပစ္စည်းတွေဖြတ်စီးဟမ်လူအများပိုင်တဲ့ပစ္စည်းတွေကိုအတင်းအဓမ္မလက်နက်နဲ့အနိုင်ကျင့်ပြီးယူရတယ်ဘယ်လိုဟာမျိုးကိုကြည့်ချင်တာလဲဟမ်ဘယ်လိုအခင်းကျင်းမျိုးကိုကြည့်ချင်တာလဲသူတို့လုတ်သွားတဲ့နေရာမှာဒီ2021ကနေယနေ့အချိန်ကြီးလုတ်သွားတဲ့နေရာမှာ တကယ်ကိုနိုင်ငံကြီးချက်ချလုတ်သွားတယ်ဆိုတာဘာတစ်ခုမှမရှိဘူး။ဘာတစ်ခုမှမရှိတာ။နော်။အဲ့လိုဘာတစ်ခုမှမရှိလို့အခုနောက်ပိုင်းဒီကောင်ကြီးကြားဆုံးတာခွေးကြားကြားတယ်ဆိုတာအဲ့ဒါကိုပြောတာ။နော်။အခုတရားနယ်လေးတို့လူသစ်စုဆောင်လို့မရတော့ဘူး။ AA တို့လူသစ်စုဆောင်လို့မရတော့ဘူး။ KIO တို့လူသစ်စုဆောင်လို့မရတော့ဘူး။ဟမ်။လူသစ်စုဆောင်လို့မရတော့ဘူး။လူတွေကနားလဲလာပြီ။အရင်တော့စုဆောင်လို့ရတယ်ဆိုတာ။မင်းတို့ဒီဟုတ်လား။ ဘာမှနားမလဲတဲ့ဒီလိုမျိုးမူးယစ်စီဝါတွေဟာလာတုံးဆွဲပြီးတော့မိဘကိုမိဘမှမသိတဲ့ဆရာကိုဆရာမှမသိတဲ့လူငယ်လူယုံမာတွေကိုမင်းတို့စီယုံလို့ရတာအခုလူငယ်လူရွယ်တွေကလည်းမိဘစကားနားတော့တယ်လူငယ်လူရွယ်ပဲကြံ့တော့တယ်နော်အကောလုံးတွေကလည်းလူမိဘတွေကလည်းတော်တော်များနားလဲလာပြီဘယ်ဒါအမှန်လဲဘယ်ဒါအမှားလဲဆိုတာကျွန်တော်တို့ပြောနေတာကိုသူတို့ကလက်သိမခံဘူးဒါပေမဲ့မြေပြင်မှာသူတို့ကြုံတွေ့ရတဲ့ဖြတ်သန်းရတဲ့ခါကျတော့သူတို့ကအမှန်အမှားကိုခွဲခြားတတ်လာမင်းတို့ပြောပြောနေတဲ့စစ်တပ်ကမီးဆိုးတယ်တို့ဟာလာအဲရွာဘုံနဲ့လင်းနဲ့ဘုံကျဲတယ်တို့ပါလို့အေးချမ်းတဲ့နေရာတွေဘာကြောင့်မလုပ်တာ အေးအေးချမ်းချမ်းမင်းတို့ PDF မရှိဘူးဆိုတဲ့နေရာတွေလင်းရင်ဘုံတစ်ခါလည်းကျဲလာဟမ်ရွာတရွာကိုမီးဆိုးတာမင်းတို့တွေ့ဘူးလားစဉ်းစားတိုင်းကြီးမှာဥပဒေရှိတယ်မင်းတို့ကပြည်သူကပြည်သူလို့မနေဘဲနဲ့ဥပဒေကိုကျော်လွန်ပြီးတော့မင်းတို့လုံနေတဲ့ယူနော်နိုင်ငံတော်ကနေပြောလဲဒါကနှိမ်နေရမယ်ဆိုတဲ့အကြောင်းမင်းတို့အုံနောက်ထဲမှာနားလဲရမယ်မင်းတို့နားမလဲတယူမင်းတို့အသက်တွေကပေးစားရမှာဒါအမှန်တရားနော်မင်းတို့အုံနောက်ထဲမှာမင်းတို့ဟုတ်လားဥပဒေကဥပဒေလို့နားမလဲတယူကျော်လွန်နေတဲ့ယူ เนาะတိုင်းကြီးကိုစော်ကားနေတဲ့၍မင်းတို့ပေးဆက်နေရမှာပဲเนาะအဲ့ဒါတွေကအခုလည်းပေးဆက်နေရမယ်နောက်လည်းပေးဆက်ဒါအမှန်တရားတွေတော့မင်းတို့ကိုသိစေချင်လို့နားလဲစေချင်လို့ပြောပြတာအမှန်တရားတွေကိုနားလဲကြပါတော့เนาะကျွန်တော်ပြောနေတာမုံတီးခြင်းတစ်ခုမှမပေါအောင်เนาะကျွန်တော်ပြောပြနေတာမုံတီးခြင်းတစ်ခုမှမပေါအောင်ကျွန်တော်မြန်မာနိုင်ငံသားဆိုတဲ့အသည့်နဲ့ကျွန်တော်ပြောပြတာအကောင်လုံးကမြန်မာနိုင်ငံသားတွေเนาะအေးအေးဆိုတာလဲကျွန်တော်တို့တိုင်းပြည်ရမယ်ပေါက်ပါတာเนาะတီယန်နယ်လေးဆိုတာလဲကျွန်တော်တို့တိုင်းပြည်ရမယ်ပေါက်ပါတာ KI ဆို KIA ဆိုတာလည်းကျွန်တော်တို့တိုင်းပြည်ရပေါက်ပေါက်တာ KNU ဆိုတာလည်းကျွန်တော်တို့တိုင်းပြည်ရပေါက်ပေါက်တာတမတော်ဆိုတာလည်းကျွန်တော်တို့တိုင်းပြည်ရပဲပေါက်ပေါက်တာအကုန်လုံးကကျွန်တော်တို့တိုင်းပြည်ရနေပေါက်ဖွာတာတဲ့နော်ညင်းကိုမောင်းရင်းသမားတွေနော်ကျွန်တော်ခုပြောနေတဲ့စကားတွေမင်းတို့မုံညင်းချစ်ခြင်းမရှိဘူးမြန်မာနိုင်ငံသားဆိုတဲ့အသိအမြတ်ပြောတာမင်းတို့ပေကြီးပြက်စီလဲကျွန်တော်တို့ရင်ထဲမှာမကောင်းဘူးနော်တွေးတာလေအများကြီးနော်အလွတ်ကြီးတွေမင်းတို့တွေမင်းတို့တွေရဲ့အသက်တွေလဲနော်တတ်မိုးရှိပါတယ် ်နော်ချက်ကလေးငှက်ကလေးတော့မှမရှိပြည်သူတွေပြည်သူပြည်သားလူတိုင်းရဲ့အသက်ကတန်ဖိုးရှိတယ်နော်လူလူသားတိုင်းရဲ့အသက်ကတန်ဖိုးရှိတယ်အဲ့ဒါလေးတွေကိုမင်းတို့နားလဲစီချင်နော်မင်းတို့အတိတရားတွေရတော့အမှန်တရားကိုနိုးထားကြပါတော့လို့ပြောရင်းနဲ့ပဲကျွန်တော် live ကိုဒီလောက်နဲ့ပဲမိကုန်ချုပ်ပြရစီနော်ကျွန်တော်ပြောချင်တာကတော့အဓိကပြောချင်တာကတော့ဒါဒီယနေ့ဟုတ်လားဒီ AA တွေရဲ့အဓိကအသက်သူရောဖြစ်တဲ့မွေးရစေးဝါးတွေဟုတ်လားဖမ်းမိတဲ့အကြောင်းကိုလက်ပြောပြတာဗျနော်အဲ့ဒါမင်းတို့လက်နက်ကင်တွေက နော်ဘလောက်ထိတွင်ကြဲကြဲဒါမျိုးတွေလုံနေတယ်လဲဆိုတာသိရအောင်လို့နော်ဒါလေးပြောရင်းနဲ့ပဲကျွန်တော်လိုက်လောင်းနေပဲညီကုန်ချုပ်ပြတယ်အားလုံးပဲမင်္ဂလာညကြပါမယ်နော်